တခိုးမတခိုးမမနေ့ကဆိုရှယ်မီဒီယာမှာအရာမှွေသွားတဲ့တခိုးမအကြောင်းပြောချင်လို့မနေ့ကတော့အရာဆဲချင်နေတာဗီဒီယိုတင်မလို့ line လုံးဝမကောင်းလို့အောင်လိုက်ရတယ်ဆဲချင်တဲ့စိတ်ကိုဒီနေ့တော့ဆဲချင်တဲ့စိတ်ကလည်းနေတော့ညော့သွားပြီပေါ့နော်ကျမတို့ပြောချင်တာကျမတို့မြန်မာလူမျိုးတွေကျမကအစပေါ့နော်ကျမအပါဝင်အယံတနာတကြတာအယံတနာတကြတယ်ကလေးပါပြီဆိုရင်ကိုမကိုကျမတို့မိဘတွေ အထူးသဖြင့်မိခင်တွေပေါ့နော်ကျမတို့တာသမီရှိရဲ့မိခင်တွေကအဆိုးဆုံးအယံတနာတတာအယံတနာတတာမနေ့ကကိစ္စအဲ့ဒီတခိုးမလို့ပဲတုံးတော့မနော်တခိုးမတခိုးမတခိုးမက ပစ္စည်းတခိုးတယ်ဆန်တဆိုင်မှာဆန်ရှာစိတ်တူတယ်စိတ်တူတယ်စိတ်တူတဲ့အခါကျတော့ဆန်ရှင်ကဆန်ရှာလည်းအယံလွန်တာပေါ့နော်အယံလွန်သွားတယ်ဘာလို့လဲဆိုတော့ तू ကရဲလက်လက်အမယ် तू ကလုံးလုံးရလို့နေမလောက်တလို့ပုံစံပို့ဖြစ်သွားပါပေါ့နော် तू ဒါမဲ့ तू ကလည်းခိုးခံရတဲ့အခါမှာဒေါသအလျောက် ဖြစ်တာလဲပါမှာပေါ့နော်ခိုးခံရတဲ့အခါမှာလူဆိုတာအရန်စိတ်တို့လေခိုးခံရတဲ့လူอ่ะညကျမကကိုယ်တိုင်လည်းပစ္စည်းခိုးခံရဘူးတယ်ဓမြလည်းတိုက်ခံရဘူးတယ်ဓမြတိုက်ပြီးလူခံရဘူးတယ်ပေါ့နော်အဲ့မျိုးဆိုတော့ကျမအဲ့နေရာကိုချင်းစားတယ်ဒါမဲ့သူ့လောက်ရကအရန်လွန်သွားတာပေါ့နော်အတိကကလေးပါလို့ပုံမှဆိုးရတာပေါ့ကလေးကိုလည်းဒီတွန်းနာတို့မျိုးတို့တွန်းကန်နာမျိုးတို့ပြီးတော့ကလေးကိုပါကျိုးတုတ်ထားတာမျိုးတို့နေပူလန်းထားတာမျိုးတို့ကလေးကဖက်နှက်လေးလည်းမစီထားဘူးခြေပလာလေးနဲ့တမတလင်းပေါ်မှာ ခြေခြေဖွားနုလေးနော်ပူနေဆိုကလေးကတော့ရုပ်ပန်းဆိုင်ရာရောစိတ်ပန်းဆိုင်ရာတော်တော်လေးထိခိုက်သွားရှာမှာကလေးကတော့လေတခိုးမောက်တော့လုံးဝကိုမတနာတာလုံးဝမတနာဘူးအဲ့ဒီဆန်ရှင်အမလောက်တာလေသူကအရန်လွန်နေပေါ့နော်တခိုးမှလည်းကြိုက်တဲ့အပြစ်ပေးပါခါတခိုးတွေရဲ့ပြောတဲ့စကားဒီတိုင်းပဲလာတာဘယ်တော့မဆုံးတနာကမလို့ပြမယ်တခိုးတွေကအဲ့တိုင်းပဲနော်တနာကမပဲလို့ပြမယ်အဲ့ဒါကိုကွယ်ကျမတို့မြန်မာလူမျိုးတွေကူညီတာကိုတော့ စေဒနာတရားရှိတာကိုဆော်ကားပြီးပြောတာမဟုတ်ဘူးเนาะကိုလည်းကိုလည်းတက်ကူညီနေရလဲမဟုတ်ဘူးဒါမဲ့လေကျမလေးနည်းနည်းလေးအုံနောက်လေးချင့်ချိန်မှတွေးစီချင်တာတခုခုဆိုမျက်စိအရင်မပိတ်သွားကြရအောင်တခါလေဖြစ်တင်ဖြစ်ထိုက်တာကိုအကျိုးအကြောင်းကိုတခြားလေးစဉ်းစားမှထိထိရောက်ရောက်လေးကူညီရအောင်ကူညီရဲဆိုရင်လေလေเนาะအခုဒီကျမတို့မနေ့ကတွေးတွေးမှာပါဆိုရှယ်မီဒီယာမှာသူများတွေရောเนาะကျမတောင်တွေးရဲဆိုတယ် တော့ကူနေတာတဲ့တခိုးမကိုဒီစီးပွားရေးလေးထောင်ပေးလိုက်သူလည်းဒီလိုခိုးစားတော့မှာမဟုတ်ပါဘူးဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဝိုင်းလူကြတဲ့အဖွက်စီးတွေရောဆယ်လီတွေရောအများကြီးတဲ့အမလေးဖေဟာအဲ့ဒါဆိုရင်လေဘတော်မှဒီနိုင်ငံမှာလေလူကောင်းတွေရှိလာမှာမဟုတ်ဘူးလူကောင်းတွေရှိလာမှာမဟုတ်ဒီလိုခိုးဆိုးလူနိုင်တခိုးတွေလူလိန်တွေပဲများလာမှာဘာလို့လဲဒီလားမြန်မာနိုင်ငံသားကျမတို့တွေကလေလှုပ်ရှားလို့ကောင်းနေလေလိန်လို့အရန်ကောင်းတယ်အရန်တနာတတအဲ့ခါကျတော့ဘလို့ဖြစ်သွားလဲမယောင်ရစီလူဖြစ်နေရ မယောင်ရစီလူဖြစ်နေတာအဲစိတ်ဆိုးရင်လည်းကျမခတ်မယ်ပေါ့နော်တကယ်မှနာတော့ကျမပြောရမယ်မယောင်ရစီလူဖြစ်နေတာအခုတခိုးမှလူတယောက်ကလေအမြဲတမ်းတခုပေါ့နော်အားလုံးလည်းတတိထားမိမယ်ဒါပေမဲ့ကုညီချင်းစိတ်များလို့ကျမတို့တွေမျက်စိဒီပိတ်သွားတဲ့အချိန်မျိုးရှိတယ်ပေါ့လူတယောက်မှညင်ရှိတယ်မကောင်းတဲ့ညင်ရှိတဲ့လူကလေဘလောက်ပဲကောင်းတာလုပ်ပေးလို့ပဲကောင်းလာမှာမဟုတ်ဘူးသူ့ရဲ့ပြင်ကိုညင်ရှိတာဗီဇလားညင်လားအမျိုးလေအခုဒီတခိုးမှဆိုရောလေ သူ့မှာမကောင်းတဲ့ညင်ရှိလို့သူများပစ္စည်းခိုးတယ်ခက်ခဲတယ်ဆိုတော့ကျမတို့လည်းခက်ခဲခဲ့ဘူးတာပဲဘာသူပစ္စည်းမတော်မခိုးခဲ့ဘူးခိုးတယ်ဆိုတော့သူရဲ့မကောင်းတဲ့ညင်ရှိလို့သူရဲ့အကောင်းမကောင်းတဲ့ကျင့်စရိုက်ရှိလို့ပေါ့နော်ခိုးတာအဲ့ဆိုတော့ဒီတခိုးမှာတနာဆက်လည်းမလို့လူဆရာလည်းမလို့ဘာစီးပွားရေးမှလည်းထောင်ပေးဆရာမလို့နောက်ဆိုရင်လာပါလိမ့်မယ်တခိုးတွေလူလိန်တွေတနာတမကမလေးလုပ်ပြမယ်ကလေးရှိလူကကလေးပန်းပြမယ် ကလေးပန်းပြမလို့ရင်လူတွေရဲ့အားနဲ့ချက်လေလူတွေကတနာမယ်ကိုညီမယ်ကလေးမရှိရလို့လဲလူမိပြီဆိုတနာကမလို့ပြမယ်အခါကျတော့ဝိုင်းကိုညီကြမယ်မလေးသူတို့ကလေဘယ်လိုတတရရပဲသူတို့ဘုရားသူများကိုညီထပ်ပတ်မှုနဲ့ကောင်းစားနေဦးမှာသူတို့ကတည်လားကိုရီးယားဇေဒနာနဲ့တကူညီတာအဲကြောင့်မလို့ကျမတို့လေကူညီရင်လေချင့်ချိန်မှကူညီရအောင်ချီချီရောက်ကူညီရအောင်ဒီကလေးကိုကူညီချင်တယ်ဆိုရင်တနာတယ်ဟုတ်တယ်ကလေးကိုပဲချီချီရောက်ကူညီပဲဒီကလေးကလေးတယောက်မှလေကုံချစိတ်အများများတယ် ူအခုဒီတခိုးမှတကူညီတယ်ဆိုတာတခိုးမှတကူညီဆိုကလေးကြောင့်တကူညီတာပေါ့နော်ဒါမဲ့ဒီတခိုးမှပဲตายရနေမှာ तू ကလေအိမ်မှာအလူလေးခတ်ဆိုရက်ခတ်ပြီးနေနေမှာပါငွေနဲ့လေးခတ်ပြီးနေနေနေမှာပြ तू ကလေတကယ်ပြောတာအခုဒီကလေးကိုချစ်ချစ်ရောက်ကူညီပေးလိုက်ကူညီမဲ့ရေးဒီကလေး तू ចောင်းတက်လာចောင်းစိတ်ရှိတယ်အတုံးဆောင်ရှိတယ်အတူစားစားရမယ်ကလေးတယောက်နော်ဝေးရမယ်ဒါတွေကူညီလို့ရတယ် အလုံးဝိုင်းကူရနဲ့ဆိုတော့တော်တော်ကြာတဲ့ထိတော့အဲ့ကလေးကိုထောက်ပံ့လို့ရတယ်ကျမပြောချင်တာလေအဲ့လိုဝိုင်းကူညီလို့ရတယ်အဲ့တော့အဲ့တခိုးမှဝိုင်းကူညီနေကြတာကွယ်ဝိုင်းကူညီနေကြတာတခိုးမှတော့ပျော်ရွှင်နေမှာနောက်ထပ်တခိုးတွေလည်းသူ့ဆရာကြည့်ပေးအဲ့ဒီလိုလုပ်လို့ရတယ်ဒီလိုအအခုငါတို့လည်းဒီလိုလုပ်ရအောင်လုပ်ကြမှာတွေးနေလူလည်းတွေးကြမှာအဲ့ကြောင့်ကျမတို့လည်းမျက်စိနာပိတ်ပြီးမလုပ်ရအောင်အုံနောက်တုံးရအောင်အုံနောက်တုံးပြီးမှလေကူညီရအောင်လို့ပြောချင်တာကျမလေးကြုံဘူးတယ်နော်လွန်ခဲ့တဲ့9နှစ်ကျော်ကကျမသားလေးရောအဲ့တော့ကလာတာပဲရှိသေးတယ် ရှိမှ၄၅လပေါ့အဲ့ချိန်မှာကျမတို့မြင်ချင်တာမှာပြီးတူရင်ပင်အားကစားခွင့်ရှိတယ်အဲ့မှာကျမအချင်းပေါင်းတော့ဝယ်စားတာအချင်းပေါင်းတော့ဝယ်စားတော့အဲ့ဒီအချင်းပေါင်းတယ်နည်းမျိုးချင်းဆက်မလဲတတောင်းစားလို့ပဲတုံးလုံးလဲမနော်တတောင်းစားမြည်အဖွားတွေရှိနေတာကလေးတွေကကြီးစင်ငယ်လိုက်ကွယ်အဲ့မှာကလေးလေးကနလတာတဲ့နလတာလေးတယောက်ပါလာတယ်ဘောနော်အဲ့အဖွားအဲ့ကလေးလေးပင်ကွင်းနှုတ်မှုတွေနဲ့လေနှုတ်ဘူးလေးဖြော်တိုက်နေတာ ဖြောတိုင်းနေတဲ့အခါကျတော့ကျမတနာလေးနှုတ်ဘူးကလည်းအဆင်မပြေနဲ့ကျမအဲ့အချင်ပေါင်းတယ်မှာဟဲ့တို့ကတနာဆန်တော့လို့ကလေးကိုအဲ့လိုမျိုးတိုက်နေတာလို့စိတ်မကောင်းလိုက်တာလို့ကိုလည်းတထိမှမဟုတ်ဘူးကိုရှိရလေးနဲ့ကလေးနှုတ်မို့လေးနဲ့နှုတ်ဘူးလေးလူချင်တယ်ဆိုမှစကားတပြောကြည့်မပြောတော့အချင်ပေါင်းတယ်အမပြောခဲ့တယ်ကျမတို့ကလည်းအားနာလို့နေမှာတဲ့လည်းမပြောကောင်းနေတော့ညီမလေးတဲ့တို့ကတနာနဲ့မတန်ဘူးတဲ့တို့ရဲ့တို့ရဲ့ဖြစ်တီမွားဒီတိုင်းပဲတဲ့ပြောကျမနားမလဲဟွန်းဘာလို့ဒီလိုပြောရလဲပေါ့နော်အဲ့လည်းကျမလည်း ြောတာလေးပဲနားထောင်ပြီးအဲ့အဖွားစီသွားလိုက်တာအဖွားတော့ကောင်းကောင်းမုံတော့ပြောပါလေသူ့အမေကပလုံကောက်သွားတယ်တဲ့ကလေးတွေကသူထိန်းတယ်အဲ့ချိန်မှာလေအဲ့ဒီအဲ့လိုမျိုးအဖွားစီမရောက်ခင်ကျမပတ်ဆိုင်အိမ်နဲ့နဲ့အဲ့အဖွားစီလာတဲ့ချိန်မှာအဲ့အဖွားရဲ့မိတွေထဲမှာအသက်၄နှစ်ရွယ်ပဲရှိမယ်နော်အဲ့ကလေးရှိတယ်အင်းလေးကလေးဆိုတော့သူနေထိုင်ကြည့်ပညာပတ်ဝန်းကျင်နဲ့လဲဆိုင်တာပေါ့နော်စရိုက်ဆိုတာဒါမဲ့ညင်ရှိတယ်မကောင်းတဲ့ညင်ပေါ့နော်အဲ့ကလေးလေးကျမကိုမြင်တာနဲ့ဗာပြောတိလားအဲ့အန်တီကြီးကိုလှအဲ့အန်တီကြီးကိုဝိုင်းလှတဲ့ အန်ဒီဂျီလူတဲ့ကျမလေးအရာလန့်သွားတဲ့ရုပ်ကားလေးလေးတော့ကလေးဆွေလေးကြောက်ဆရာကြီးဗျတကယ်ပြောတာညနာတွေကလေပုံစံလေးအဲ့လိုမျိုးယူပြောတာကျမလေးအရာလန့်သွားဆိုဒါပေမဲ့အဲ့ဖွားတော့ကျမကူညီခဲ့တဲ့ကလေးကလေးတော့အဲ့လိုမျိုးအကျင့်ရှိတယ်ပြောချင်တာလေးကျမတို့မြန်မာလူမျိုးတွေကူညီချင်တဲ့စိတ်သက်ရှိတာတဒါတရားရှိတာအရန်ချစ်စရာကောင်းတာတော့ဟုတ်တယ်စိတ်ရင်းစိတ်ခံလေးတွေအယိုးခံလေးတွေလေနော်ဒါပေမဲ့လေ မယောင်ရစီမလူးကြပါနဲ့လို့အုံနောက်လေးနဲ့ချင်းချိန်မှနောက်ဆိုရင်လူတိုင်းရအောင်လို့ကျမပြောချင်တာမနေ့ကဆိုလေအရာဆဲချင်တာကျမလေးပစက်ကိုရလို့အဲ့ဒါလေး line မကောင်းလို့ကျမဒီဗီဒီယိုမတင်လို့မရတာအဲ့ဒါကျမဒီနေ့မှပြန်တင်ခဲ့တာဒီနေ့တော့တိတ်တော့စိတ်မပြောတာအခုတော့ဟိုမှာကျွလွန်တဲ့အမအတော့ချုပ်ထဲမှာတဲ့ဟိုခိုးတဲ့တခိုးမကအိမ်မှာရက်ခတ်ပြီးနေနေတဲ့အလူလေးတွေနဲ့မျက်နှာငယ်လေးလို့ပြမှာဒရမာတွေချိုးပြနေတာအိုးအော်ဆီအိုင် တကယ်နဲ့နားတဲ့ကလေးကဟိုမှာမျက်ရည်မျက်ခွန်းနဲ့အာတကယ်တကယ်အဲ့ဒါတော့တလို့တမိုင်းပေါ့နော်အမန်ကဟုတ်မလားဘလို့လဲဘာညာမသိတော့ဒါမဲ့ကိုရမျက်စိလက်ရှိအမြင်မှာကိုညီတဲ့ဟာကိုပဲကျမပြောပြတာပေါ့နော်ပြောချင်တာပေါ့နော်အဲကြောင့်မလို့စာရှည်ကြီးလည်းရေးရမှာပြင်လို့ဗီဒီယိုပဲတင်လိုက်တော့တယ်နောက်ဆိုရင်ကိုညီကျမတို့ဒီနှလုံးသားထဲအုံနောက်ကိုချင့်ချိန်မှာကိုညီကြရအောင်လို့ပြောချင်တာကဲဒါပဲပြောချင်တာအဲ့ဒါလေးပါပဲအများကြီးပြောရင်လည်းနားထောင်ရပြင်းနေမှာဆိုလို့